ဒီလာဘယ်ဆိုရီရဲ့ဆိုင်နေလာလဲဒီလာဘာလာလဲစတင်မလားချယ်ရဲ့ anniversary လာတော့ဆက်ဆံပြီးတော့အင်းမလို့နဲ့ကုတ်ကမင်းနဲ့ဘာကိုရဲလာပါပြီးခဲ့လာလီယိုဆိုင်တွေအတွက်နိုင်လေးကြီးပြပြီးပြီဆိုတော့ဒီလာမှာတော့ဘာကိုဆိုင်လေးကြီးအတွက်တင့်တော်မနိုင်လေးကိုပြပြီးမှာပါဆိုင်ကြီးရဲ့မှာစနစ်ကြနဲ့ဒီဒေတာတို့ဆိုင်ကိုပြောပါဆိုလို့ရှင်တော့ဘာကိုတွေကိုပဲပြောရမှာပဲ။ တော့ဆက်ဆံတာအတွက်လို့ပေါ့ဘောဘဆိုင်များစွာနိုင်ရွေးချယ်ပြီဆိုလို့ရှိရင်လက်ဇရီဆန်နာကိုဦးစားပေးရွေးချယ်တဲ့အပြင်ဟိုမှာစနစ်တကျနဲ့အဓိကအသုံးဝင်မှုပါဦးစားပေးရသူဖြစ်တဲ့အတွက်ကြောင့်ဘာကိုခဲလေးနဲ့လိုက်ဖက်မယ်နိုင်လေးသုံးလုံးကိုရွေးချယ်ပေးတာပါလေပထမဆုံးနိုင်လေးကတော့ဖော့ဆယ်နိုင်လေးပဲဖြစ်ပါတယ်သူရဲ့မော်ဒယ်နံပါတ်ကလေးကတော့ FSES527B FM ဖြစ်ပါတယ်သူရဲ့ကျူးလေးကတော့လေသာကျူးလေးကိုအသုံးပြုပေးတာဖြစ်ပြီးတော့ဒိုင်းကွက်အဝိုင်းလေးကိုမှအပေါ်ကနေပြီးတော့ကြောက်ကလေးတွေစီပေးတာပဲဖြစ်ပါတယ် သူ့ရဲ့ဈေးနှုန်းလေးကတော့6သိန်း8000တဝန်းကျင်ပဲဖြစ်ပါရဲ့ရှင်ဒီပြတလုံးကတော့ရူရူရှင်းလေးကိုမှကြိုက်ပါရဲ့ဆိုရယ်ဘာကိုခဲလေးနဲ့တီးတန့်ထုတ်ပေးသလားထင်ရတယ် Orient ရဲ့ မော်ရင်နံပါတ် OT80NR2007A မော်ရင်နံပါတ်ခေရွဲဖြစ်ပါတယ်ရှင်။သူကတော့တကြိုးလုံးကို stainless steel နဲ့ပြုလုပ်ပေးတာဖြစ်ပြီးတော့အထက်မှာလည်းကမာယောင်လေးနဲ့အလှဆင်ပေးတာပဲဖြစ်ပါတယ်။သူ့ရဲ့ဇင်းလုံးလေးကတော့ကိုသိမ့်ဝင်းချင်ပဲဖြစ်ပါတယ်။ပြည့်တဲ့ခုကတော့ luxury center မှာကြိုက်ပါရဲဆိုရယ် vago လေးအတွက်တည်တံ့ထူသားသလားထင်ရတယ်။ gas ရဲ့မော်ရင်နံပါတ် GUGW0605L1 မော်ဒယ်လေးပဲဖြစ်ပါတယ်။သူကတော့တကြိုးလုံးကို stainless steel နဲ့ပြုလုပ်ပေးတာဖြစ်ပြီးတော့နိုင်တိုင်ခွက်ကလေးကိုလည်း ဲ့ကြောက်ကလေးနဲ့စီချဲပေးတာပါတယ်။သူ့ရဲ့ဇင်းလုံးလေးကတော့9သိန်း8တောင်းဝင်းကျင်ပဲဖြစ်ပါတယ်။အခုပြတ်သွားတဲ့နိုင်လေးသုံးလုံးကတော့ဖာဂိုခဲလေးနဲ့ life fashion နိုင်လေးပဲဖြစ်ပါတယ်။ဒါရင်ပဲလားဆိုတော့မဟုတ်ပါဘူး။ဖာဂိုပိုင်းလေးတွေအတွက်လည်းနိုင်လေးသုံးလုံးရွေးချယ်ပေးတာပါသေးတယ်။ဖာဂိုပိုင်းလေးတွေအတွက်ပထမဆုံးနိုင်ရတော့ force ရရပဲဖြစ်ပါတယ်။ သူ့ရဲ့ model နံပါတ်ကလေးကတော့ FS5903 model လေးပဲဖြစ်ပါတယ်သူကတချို့လုံးကိုလေသာဂျူလေးနဲ့ပြုလုပ်ပေးတာဖြစ်ပြီးတော့ဒိုင်းကွက်လေးကလည်းပပလေးနဲ့ classic စင်တာကိုမှကြိုက်တယ်ဆိုရယ် vago point လေးတွေအတွက်တကယ်အဆင်ပြေတဲ့နိုင်လေးပါသူ့ရဲ့ဈေးနှုန်းလေးကတော့6900ဝန်းကျင်ပဲဖြစ်ပါတယ်ဒီရမြနိုင်လေးကတော့ Edifit နိုင်လေးပဲဖြစ်ပါတယ်။သူကတော့သူ့ရဲ့ model နံပါတ်ကလေးကတော့ EFR S108D3A model လေးပဲဖြစ်ပါတယ်။ သူကတော့ဒိုင်းခွက်ကလေးကအစိမ်းအောင်လေးနဲ့လုပ်ပေးတာပြီးတော့မှသူ့ရဲ့ကျူးလေးတွေအားဆိုလို့ရှိရင် stainless steel ကိုအသုံးပြုပေးတာဖြစ်ပြီးတော့ classic sensor နဲ့ erosion ကြိုက်တဲ့ဘောက်ကဘိုင်းလေးတွေအတွက်ဆိုရင်အသင့်တော်ဆုံးပဲဖြစ်ပါတယ်။သူ့ရဲ့ဇင်းလုံးလေးအားဆိုလို့ရှိရင်တော့6သိန်းဝန်းကျင်ပဲဖြစ်ပါတယ်။နောက်ဆုံးတစ်လုံးကတော့အချိန်ကိုတိတိကျကျမှကြိုက်တယ်ဆိုရင်ဘောက်ကဘိုင်းလေးတွေအတွက်အထက်မှာဒိုင်းခွက်သုံးလုံးနဲ့ date date ကလေးပါပါတယ်။ Edifice ရဲ့ model number EFR 575D1A model လေးပဲဖြစ်ပါတယ်။အခုပြပေးသွားတဲ့နိုင်လေးကတော့ဘောက်ကဘိုင်းလေးတွေအတွက် light ဖက်ဆုံးနိုင်လေးတွေပဲဖြစ်ပါတယ်။ နောက်လာတွေမှာဘယ်ဆိုင်လေးတွေနဲ့ live ဖတ်တဲ့နိုင်လေးတွေကိုပြပေးအောင်လဲဆိုတာသိချင်လို့ရှင်เนาะညီမတို့ cherry ရဲ့ TikTok account လေးကို like and follow လေးလုပ်ပေးဖို့မမေ့နဲ့เนาะ